မင်္ဂလာပါဒီနေ့ဖတ်ပြပေးမယ်ဝတ္ထုတိုလေးကတော့ဆရာ လေသွင်းသားစောချစ်ရေးသားထားတဲ့တီ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 ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ခံစားနားဆင်ပေးကြပါဦးကျွန်တော်တို့သားဖာမော်ဘီချမ်းမြေရိတ်သားမှာ ကားနဲ့ထွက်လာတဲ့အချိန်ဟာည9နာရီကျော်နေပါပြီ။ မိုးကလေးဖွဖွဲရွာ၍ညကလည်းမောင်မဲနေသည် ဖြည်းဖြည်းမောင်းတော့ငါသာမိုးရွာတော့လမ်းကချော်နေတယ်အနေရရှိတယ်ကျွန်တော်ကသားကိုတတိပေးလိုက်သည် လာစဉ်ကကိုယ်တိုင်မောင်းလာခဲ့ခြင်းဖြစ်၏ဒုံလဘယဟန်ဝင့်နေသောသားလူထွက်လေးကို လာကြိုချင်းပင်ဖြစ်သည် အပြန်ကြတော့ညမောင်ရင်မျက်စိကကာမီထိုးတာကိုမခံနိုင်လို့ယဟန်လူထွက်ဖြစ်စာသားကိုမောင်းခိုင်းခြင်းဖြစ်သည်သားက ကားကိုခက်မှန်မှန်မောင်းလာသည်ကျွန်တော်တို့ကားကို နောက်မှကားများက တစည်းပြီးတစည်းကြော်တက်နေသည် ဆယ်ရက်ဖုံးကြီးဝတ်တရားထိုင်ထား၍ตาဤစိတ်များကလည်းအပြောင်းလဲရှိနေသည်ရခင်ကဆိုရင် လူငယ်ပြီးပြီး သူ့ကားကို သူများကားကြော်တက်လင်သဘောကြသည်မဟုတ် မိုးရွာ၍လဲမောင်းတဲ့အရှင်လျှော့နေမရှိအ ਨੇ စုံကီလို80ကတော့မောင်းနေကြဒိုင်းခွက်စီတို့ကျွန်တော်လမ်းကြီးလိုက်၏ ကီလို60နဲ့80ကြားမှာရှိနေသည်အနည်းကင်းစွာမောင်းနေခြင်းဖြစ်သည်လမ်းမှာညံ့ညောကောင်းမွန်တော်လေကိုမောင်းနေကြလမ်းမဟုတ်အကွေ့အကောက်များလာသည်မိုးကလည်းမစဲတဖွဲဖွဲရွာနေစေဖြစ်သည်ကားမှန်ရှိမှရေတုပ်တန်လေးကမိုးရီများကိုမမှန်တုပ်ပေးနေသည်ရှေ့စီမှကားတစ်စီးကလာနေသည်အပေါ်မီးဖွင့်၍မောင်းလာခြင်းဖြစ်၍ကိုဘက်ကမျက်နာတက်တက်မိထိုးခံရသည်သားကကားမီးကို ိတ်လိုက်ဖွင့်လိုက်လို့၍မီးအောက်ချပေးရန်တောင်းသည်တဖက်ကားကဘာမှတုတ်ပြန်ခြင်းမရှိအပေါ်မီးဖွင့်လျက်ကြီးနှင့်ပင်အချိန်ပြင်းစွာမောင်းသွားသည် သူ့ကားမှာအင်ဂျင်အားကောင်းသောကားဖြစ်၏တဖက်သားကိုညာတာချင်းအလျင်မရှိရက်ဆက်လိုက်တဲ့ကားဖေဖေမပြောနဲ့တားတော်မျက်လုံးတွေပြသွားတာပဲတတိထားမောင်းကသာ မရရင်လမ်းဘေးချရက်ထားလိုက် တချို့လူတွေကညာတာစိတ်မရှိကြဘူးသားကခက်မှန်မှန်ပဲဆက်မောင်းလာပါသည် တိတ်မကြပါဘူးမီးအားကောင်းတဲ့ကားကြီးတစ်စီးနဲ့ထပ်ပြီးရင်ဆိုင်လိုက်ရတယ်။ตาကမီးကို မိ့ချီဖွင့်ကြီးလှုပ်ပြပြီးအချက်ပြလိုက်တယ်။ကားကြီးက"သူဤအားကြီးသောရှေ့မီးသီးများကို ပိတ်ပေးပြီးအရှိန်လျှော့၍မောင်းလာတယ်။"ကျွန်တော်တို့ကားလေးမီးအောင်ထိုးသောအန္တရာယ်မှလွတ်၍နှစ်ဦးစလုံးဘေးကင်းစွာနဲ့ဆက်မောင်းခဲ့ကြတယ်။အမောင်ထဲမှာမို့ကားကြီးမောင်းသူကို လမ်းမမြင်လိုက်ရတော့လေ။ ညာသာစိတ်နဲ့တုတ်ပြန်မှုရှိသူအဖြစ် လေးစားလိုက်မိတယ်။တီတီသားကကားဘာသာစကားဖြင့်ကျေးဇူးတင်ကြောင်းဟွန်းနှစ်ချက်တီး၍အသိပေးလိုက်တယ်။ကားကြီးဖက်မှလည်းတီးဟုသောအတန်တစ်ချက်ဖြင့်ရပါတယ်ဟုတုတ်ပြန်တန်းပြန်ထွက်ပေါ်လာသည်။စိတ်ကောင်းရှိသူဖြစ်ပါသည်။နောက်ထပ်ကားသုံးစီးနှင့်ရင်ဆိုင်ရှောင်းဝပြန်သည်။သုံးစီလုံးက အထက်မီးနဲ့ထိုးသွားကြသည် မီးအောက်ချပေးခြင်းမရှိအရှိန်လျှော့ပေးခြင်းမရှိ အမှန်စစ်စစ် ူအနေရင်ရှိလင်းကိုလည်းအနေရင်မကင်းမာကာမီထိုး၍တဖက်လူကမျက်စိပြပြီးရှောင်းတိန်ရာကနေကိုကားနဲ့မလွတ်ပဲသူသားမက ကိုပါဒုက္ခရောက်မီဖြစ်သည် သူအနေရင်ကင်းမာကိုလည်းအနေရင်ကင်းမီဖြစ်သည် ထို့သောကားမောင်းသူအတော်များများမှာစင်စင်ဆာဆာစာနာစိတ်မရှိကြပို၍တတိထားရသည်မှာသူ့ဘက်ကအပေါ်မီထိုးထားချိန်မှာ ကိုညာဘက်လမ်းဘေးမှာစပိန်နဲ့လူတို့ကိုကောင်းစွာမမြင်ရခြင်းဖြစ်သည် မမြင်ရ၍တိုက်မိလင်အတိုက်ခံရသူမှာအသက်အန္တရာယ်ရှိမည်တိုက်သူမှာလည်းအမှုအခင်းကြုံ၍ထောင်ကြရလိမ့်မည်ညအခါတွင်လမ်းဘေးလမ်းလယ်မှကားဆောင်သူများသည်ကားမီထိုးလင်မြင်ရသည်ထင်ပြီးနေမှလိုပင်ရဲရဲဝံ့ဝံ့ရှိနေကြသည် အချို့ဆိုရင်လမ်းလယ်မြင့်မော်ပါပင်စိတ်ချလက်ချရက်နေကြသည်အန္တရာယ်ကြီးမှလာပါ၏မျက်နှာချင်းဆိုင်ကားနှစီပြိုင်သူမီထွန်းထားလင်အမြင်များဝေဝါး၍ လမ်းလေမှလူကိုမမြင်တတ်ကြပါလမ်းမေးမှလူကိုလည်းမုံဝါးဝါးတာမြင်ရတတ်သည် အနာကမှဝါးကနေတွေ့လင်းရှောင်ရတန်းရခတ်သည်တရားဖြူနာတွင်ညအခါလမ်းလေမှရထားသည်အတွဲလေးတတွဲနှစ်ယောက်အတူသိဆုံးခဲ့ရသည်ကိုတတိယ၍တားကိုတတိပေးလိုက်မိသည်တားရေလူနဲ့စပိန်ကိုလည်းတတိထားအောင်နော်ဟုတ်ကဲ့ပါဖေဖေမိုးရွာနေစဲတွင် တီတီဟူ၍ နောက်မှကားတစ်စီးကကြော်တက်ရန်လမ်းတောင်းနေသည်။သားကလည်းဘေးကပ်ပြီးတော့လမ်းပေးလိုက်သည်။ကားအမျိုးအစားကို ခွဲခွဲခြားခြားမတိလိုက်ရပေမယ့်ကားအကောင်စားဖြစ်ပါသည်။ကျွန်တော်တို့ကားကိုကြုံမောင်းသွားပါသည်။ငါသားသူ့နောက်ကလိုက်ပါလား။ရှေ့ကားရှိတော့မီးထိုးရတာတတရာပေါ့ဟုကျွန်တော်ကပြောလိုက်သည်။ထိုးအခါသားကဆက်ရှိန်ကိုမြင့်ပြီးအမိလိုက်သည်။ကားလေးကလည်းရှေ့မှအမြန်မောင်းနေသည်။အတော်လေးလိုက်နေရသည်။ မိုးရွာထဲမှာကီလို80ကျော်အထိလီဗာနင်းနေရသည်ငါသားမမီရင်မလိုက်နဲ့တော့အနေရများတယ်ဟုကျွန်တော်ကပြောလိုက်သည်တားကဆက်ရှိန်မလျှော့မီမှာပင်ရှေ့ကားလေးကိုမီလာသည်ဆက်မောင်းနေသောအခါကီလို80နဲ့80ကျားမှာ သူ့ကားကိုမီအောင်မောင်း၍နေရလေသည်ရှေ့ကား မောင်းသည့်အချိန်တိတိတတ်တာယော့သွားသည်ရှေ့ကားကတားတို့ကိုစောက်ခေါ်နေတာဖေဖေအေးဟုတ်တယ်ကွာဖေဖေလည်းအဲ့လိုပဲထင်တယ် ။ตาကသူနဲ့မကွာအောင်လိုက်ပါမောင်းသည်။လမ်းဖြောက်လမ်းကောင်းလမ်းရှင်းလင်သူကကီလို80ခန့်မောင်းသည်။ကိုွေတော့မီဆိုလင်သူကနောက်မှ brake မီလေးကနေရဲသွားသည်။ကျွန်တော်တို့ကလည်းအရှိန်လျှော့၍ရသည်။တီတီဆိုပြီးရှေ့ကဝါတင်ထားတော့ကုံကားကြီးကိုကြော်တက်ရင်းနဲ့သူကလက်တချောင်းထောင်ပြနေသည်ကိုနောက်မှလမ်းမြင်လိုက်ရသည်။သူနှင့်အတူပါလာသောကားသည်နောက်မှပါသေးသည်ဟုအချက်ပြသွားခြင်းဖြစ်၏။ ဟိုမှာတွေ့လာဖေဖေနောက်မှာတစည်းပါသေးတယ်လို့ပြနေတာအေးဟုတ်တယ်ကွတာရောကျွန်တော်ပါတတိထားမိလိုက်ကြသည်သူ့ကိုအာကိုပြီးနောက်မှလိုက်မောင်းသည်ကိုပါနဲ့လိမ်မာစွာတိနာလက်ခဲ့သူဖြစ်သည်စိတ်ကောင်းစေတနာကောင်းရှိသူလည်းဖြစ်၍အမြန်မောင်းနေသောအရှိန်ကိုလျှော့ချပြီးကျွန်တော်တို့လိုင်းနိုင်မီမြန်နှုံးကိုစောင့်ရိတ်ခေါ်နေသည်လေးစားအာကိုထိုက်တော့စိတ်တဘောထားကြီးမြတ်သူဖြစ်ကြောင်းကျွန်တော်တို့သားအဖအနားလေလိုက်ကြသည် မော်ဘီကိုကြော်၍ထောက်ကြံကိုဖျက်လာခဲ့ကြသည် ရှေးမှကားလေးသည်ကားကြော်တက်တိုင်းလက်တချောင်းထောင်ပြ၍နောက်မှလိုက်လာရသောကျွန်တော်တို့အတွက်အဆင်ပြေပါ၏ကျွန်တော်တို့လိုက်နိုင်သောအရှိန်နှင့်မောင်း၏နည်းနည်းကွာသွားလင်မြန်နှုံးကိုလျှော့ချပြီးစောင့်မိခေါ်သည် ကားမောင်းပုံကလည်းကြွန့်ကျင်လာ၏မိုးလေးကလည်းတဖွဲဖွဲရွာနေစေသို့သောရှေ့ကားကိုအားပြုလိုက်ပါရ၍အနည်းငယ်ကင်းစွာအဆင်ပြေနေပါသည် တလန်လုံးကျေးဇူးတင်စိတ်ဖြစ်နေရသည်မင်္ဂလာတုံတို့ရောက်လာပြီမကြမီကျွန်တော်တို့လမ်းခွဲရတော့မီခရီးပင်လမ်းခွဲတို့ရောက်ရင်ကျွန်တော်တို့ကားကဘဲတို့ကြွေရမီသူကပြည်လန်းအတိုင်းဆက်သွားလိမ့်မီလမ်းခွဲကိုရှေ့မှမြင်နေရပြီတားကဘဲကြွေမဲ့အချက်ပြမီကိုဖွင့်လိုက်သည်ရှေ့ကနောက်ကြည့်မှန်တွင်မြင်နေရပါလိမ့်မီတ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 ီဟူ၍တားက ဟုံးကိုနှစ်ချက်ဆင့်တစ်ခါသုံးချက်ဆင့်တစ်ခါနှိပ်လိုက်သည်ငါတို့ဒီမှာလမ်းခွဲတော့မယ်တငယ်ချင်းရေနှုတ်ဆက်ပါတယ်ကျေးဇူးတင်ပါတယ်ဟူ၍အချက်ပေးလိုက်ခြင်းဖြစ်သည်တစ်ဖက်ကားမှလည်းတီ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 ဟူ၍တူညီသောကားဟွန်းတန်ကို ပြန်ပေး၏ရပါတယ်တငယ်ချင်းရေငါလည်းနှုတ်ဆက်ခဲ့ပါတယ်ဟူ၍အချက်ပေးသည်နဲသူ့ကားလေး၏အရှိန်ကိုတိတိတသာလင်းလင်းမြန်းမြန်းမိုင်နှုံးတင်ပြီးဆက်မောင်းသွားသည်ကို တွေ့လိုက်ရသည်ကျွန်တော်တို့အတွက် အရှိန်လျှော့မောင်းနေခြင်းဖြစ်ကြောင်းသိတာထင်ရှားပါသည် ကျွန်တော်တို့နေခဲ့ပြီဖြစ်၍သူ့အရှိန်တိုင်းသူဆက်မောင်းသွားခြင်းဖြစ်သည်လမ်းကြောင်းပေါ်တွင်တနိုင်နီးပါးသာအမတ်မထင်ဆုံးလိုက်ရခြင်းဖြစ်သည် သူ့ကားကိုအာကိုအားထားပြုပြီးနောက်မှ အမိလိုက်မောင်းသည်ကိုသိ၍ကျွန်တော်တို့ကိုသူကူညီဆောက်ရှောက်ခဲ့ခြင်းဖြစ်သည်ကိုကဘယ်သူဘယ်ဝါဟုသူမသိသူကလည်းဘယ်သူဘယ်ဝါမှန်းကျွန်တော်တို့မသိနောင်လဲဘယ်တော့မှစုံကြတော့မည်မဟုတ် စုံလင်လဲဤသူကြုံခဲ့ကြသည်ကို သိကြမည်မဟုတ်ထို့သောကောင်းမြတ်သောစိတ်ထားသည် ကျွန်တော်တို့သားဖာဤနှလုံးသားတွင်ဆွဆွဲထင်ထင်ကြံရစ်နေခဲ့ပါသည် ကျွန်တော်တို့ကလည်းဘယ်ဘက်သို့ကြွေးလိုက်သည်နှင့်အဝေးသို့ရောက်ရှိသွားပြီဖြစ်သော သူကားနောက်မီလေမြင်ကွင်းမှပြောက်ကွယ်သွားခဲ့သည်မမြင်လိုက်ရသောမတိသူကိုရင်ထဲမှလွမ်းလျက်ကြံရစ်ခဲ့ရပါ၏၂၀၀၁ခုနှစ်စက်တင်ဘာလမြမကုံကြီးမဂ္ဂဇင်း ဇလန်းလေးကတော့ပြီးပါပြီ။ခန်းစားနားဆင်ပြီးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။